ရုတ်ဂျက်တိုက်လေယာဉ်တွေကဂျပန်စစ်လေယာဉ်တွေကိုပြင်းမှတ်ရှာ ရေဒါနဲ့ချိန်ရတာမျိုးတွေလုပ်ခဲ့ကြောင်းဂျပန်ကဆဆွဲခဲ့ပါတယ်ဂျပန်နဲ့တရုတ်တို့ကြောင်းပိုင်ဆိုင်မှုအငင်းပွားနေတဲ့အိုဂီနာဝါကျွန်းစုနားမှာဂျပန်ရဲ့ F15 တပ်လေယာဉ်တွေကိုတရုတ်ရဲ့ J15 တပ်လေယာဉ်တွေကပြင်းမှတ်အဖြစ်သတ်မှတ်ဖို့ရေဒါနဲ့လှမ်းပြီးချိန်ရတဲ့ဖြစ်စဉ်တစ်ခုပေါ်ပေါက်ခဲ့ကြောင်းဂျပန်ကာကွယ်ရေးဝန်ကြီးဌာနကဒီဇင်ဘာ9ရက်နေ့မှာထုတ်ပြန်ခဲ့ပါတယ်။အဲ့ဒီကိစ္စဟာအရန်အန္တရာယ်များတဲ့လုပ်ရမျိုးလို့လည်း ဂျပန်ကဝေဖန်ပါတယ် J15 တက်လျင်တွေဟာတရုတ်ရဲ့လျောင်းနှင်းလျင်တင်သင်္ဘောကြီးပေါ်ကနေပြန်တက်လာတာဖြစ်တယ်လို့ဆိုပါတယ်ဒီဇင်ဘာ6ရက်နေ့တုန်းကလျောင်းနှင်းဥဆောင်ပြီးဒုံးကြီးတက်ဖြတ်သင်္ဘော3စီးချံရလိုက်ပါလာတဲ့တိုက်ရရင်အုပ်ကအိုကီနာဝါကျွန်းစုတောင်ပိုင်းကနေဖြတ်တန်းခုံမောင်းခဲ့တာကိုဂျပန်က F15 တွေဆက်လွတ်ပြီးစောက်ကြည့်စေခဲ့ရမှာအခုလိုမျိုး J15 တွေနဲ့ညှိခဲ့ကြတာဖြစ်ပါတယ်တိုက်လေရင်အချင်းချင်းပြတ်မှတ်ရှာရေဒါတွေနဲ့ချိန်ရွယ်တဲ့အခုလောက်ရမျိုးဟာ အင်မတန်အန္တရာယ်များပြီးပြန်တမ်းမှုဆိုင်ရာလုံခြုံရေးအခြေအနေတွေကိုစိုးစိုးရွားရွားထိခိုက်စေနိုင်တယ်လို့ဂျပန်ဝန်ကြီးချုပ်ဆန်နေအေတက်ကအီချီကသတင်းထုတ်တွေကိုပြောကြားခဲ့ပါတယ်။သူကဒီဖြစ်ရပ်အတွက်အရန်စိတ်အနှောက်အယှက်ဖြစ်တဲ့အကြောင်းဂျပန်ကတရုတ်စီကန့်ကွက်အသိပေးထားပြီဖြစ်တယ်လို့ဆိုပါတယ်ရှင်။